ဖျားဖြစ်လာဖို့ကြိုးစားအားထုတ်ခဲ့ရတဲ့ခိုင်လုံတဲ့အထုပ်ပတိကိုပေါ်ပြပါဆိုရက်မေခွန်တစ်ခုဟိုဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာဖြည့်ပေးသွားမှာဖြစ်ပါတယ်ဒီမေခွန်ကဖျားနဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုပုံနားလေပုံဟိုလွဲချော်နေတယ်လို့ပဲကျွန်တော်ကတော့မြင်တယ် ဒီမေခွန်ရှင်ရဲ့အတွေးထဲမှာယူဆချက်ထဲမှာဖျားဆိုတာကစ조사အထုတ်လို့ရလာတဲ့ရလက်တစ်ခုအသီးပွင့်တစ်ခုထုံးပေါက်အောင်မြင်သွားတဲ့အဆင့်တစ်ခုလို့ထင်မှတ်နေပုံရတယ်။ဘာနဲ့သွားတူတယ်လဲဆိုရင်ចောင်းသားတယောက်ကစအရန်စ조사တဲ့အခါတခန်းလုံးမှာထိတ်ဆုံးအတော်ဆုံးအထူးချွန်ဆုံးចောင်းသားအဖြစ်ကိုရောက်သွားတယ်လို့မျိုး ပြီးပြီလဲအလုတ်အရန်စ조사တဲ့လူတယောက်ကသူ့ရဲ့조사အားထုတ်မှုရလက်ကြောင့်လုပ်ငန်းပေါင်းမြောက်အောင်မြင်သွားတယ်လို့မျိုးဖျားဆိုတာကလည်းပဲ조사အားထုတ်မှုရဲ့ရလက်အဖြစ်ဟိုထုံပေါင်းအောင်မြင်သွားတဲ့အဆင့်တစ်ခုသို့မဟုတ်လဲအခြေအနေတစ်ခု stage တစ်ခုလို့ထင်မှတ်နေပုံရတယ်ဘုသမကျမ်းစာကပြောတဲ့ဖျားဆိုတဲ့စကလုံးရဲ့အတိတ်ဘယ်ကဝဟရာရဲ့အတိတ်ဘယ်ကအဲ့ဒါလိုပုံစံမျိုးမဟုတ်ဘူး ဖျားဆိုတာကဖျားမဖြစ်သေးခင်ဆိုတဲ့ stage A ကနေဖျားအဖြစ်တော့ရောက်ရှိခြင်းဆိုတဲ့ stage B တခုကိုရောက်သွားအောင်စ조사လို့ရတဲ့အားထုတ်လို့ရတဲ့စ조사ပြီးဖြစ်လာတဲ့အရာမျိုးလို့တမန်ကျမ်းစာကမဖော်ပြဥပမာဘာနဲ့တူတယ်လဲလို့ပြောရင် Albert Einstein ကကျောင်းအားလုံးသိတဲ့ Albert Einstein ကယူတယောက်ဖြစ်ဖို့သူဘာမှသူမစ조사ခဲ့ဘူး IQ မြင့်ဖို့လေ तू ဘာမှ तू မစ조사ခဲ့ဘူး तू မွေးဖွားလာကလေးကဂျူးတယောက်အဖြစ် तू မွေးဖွားလာတယ် IQ မြင့်တဲ့လူတယောက်အဖြစ် तू မွေးဖွားလာတယ်အဲ့ဒီအတွက် तू 조사လုံးလို့အားထုတ်လုံးလို့ तू ဟာ조사အားထုတ်မှုရဲ့ရလအဖြစ်အဲ့လိုဂျူးတယောက်အဖြစ်ကိုရောက်သွားတာရောက်လာတာမဟုတ်သလို IQ လည်းအဲ့လောက်ထိမြင့်သွားတာလည်းမဟုတ်ဒါဟာမွေးဖွားလာတာနဲ့အတူဖြစ်လာတဲ့အရာတွေဖြစ်တယ်လို့ကျွန်တော်နားလည်ရတယ် လောကကြီးမှာစ조사အားထုတ်ပြီးမှဖြစ်လာတဲ့အရာတွေအများကြီးရှိတယ်လို့စ조사အားထုတ်စရာမလိုဘဲနဲ့သူ့အလိုလိုဖြစ်နေတဲ့အရာတွေလည်းဖြစ်လာတဲ့အရာတွေလည်းအများကြီးရှိတယ်ဥပမာဆိုပါဆိုကျွန်တော်တို့ရဲ့ကိုအင်ကအစိတ်အပိုင်းတွေကျွန်တော်တို့ရဲ့ကြောက်ကတ်တွေနဲ့လုံးတွေကျွန်တော်တို့သွေးကြောထဲမှာစီးဆင်းနေတဲ့သွေးတွေဒီအရာတွေအားလုံးကကျွန်တော်တို့အရန်စ조사အားထုတ်လို့ဒီကိုအင်ကအစိတ်ပိုင်းတွေဖြစ်လာတာမဟုတ်ဘဲနဲ့ကျွန်တော်တို့လူရယ်လို့ဖြစ်လာကြတဲ့ကား ဖြစ်ပေါ်လာတဲ့ဖြစ်တည်လာတဲ့အရာတွေဖြစ်တယ်လို့ကျွန်တော်တို့တွေ့ရတယ်။နောက်ပြီးတော့ပြောရမယ်ဆိုရင်ဥမာနေရောင်ကြီးဒါမှမဟုတ်လည်းလရောင်တို့ဒါမှမဟုတ်လည်းဟိုးမြေကြီးအောက်မှာရှိတဲ့ရေကြောတို့ပြီးပြီးဆိုရင်လည်းကဘာကြီးလေပတ်နေတာမျိုးတို့ဒါမှမဟုတ်လည်းဥတုရာသီတွေလေပတ်နေတာမျိုးအဲ့ဒါတွေကကျွန်တော်တို့စူးစမ်းအားထုတ်လို့ဒါတွေကဖြစ်ပေါ်လာတာမဟုတ်ဘဲနဲ့သူအလိုလိုနေရင်းနဲ့တဘာဝအရာစနစ်တကျနဲ့ဒီအရာတွေအားလုံးဟာဖြစ်တည်နေကြတာလေပတ်နေကြတာဖြစ်တယ်လို့ကျွန်တော်နားလေရတယ် ဲ့တော့တမချန်းစာကပြောတဲ့ဖျားဆိုတာကလည်းအဲ့လိုပုံစံမျိုးပဲဖြစ်တယ်။စူးစားအားထုတ်မှုအပြင်ဖြစ်လာတဲ့အရာမဟုတ်ဘဲသူဟာနဲ့သူဖြစ်တည်နေတာဖြစ်တယ်။ချန်းစာကဘာပြောလဲဆိုရင်ဖျားကငါဖြစ်သည့်အတိုင်းငါဖြစ်၏အဲ့လိုပြောတယ်။နေရကာလမဖြစ်မီငါသည်ဖျားဖြစ်၏အဲ့လိုပြောတယ်။ငါသည်အဦးဆုံးသူနောက်ဆုံးသောသူဖြစ်၏အဲ့လိုပြောတယ်။အနန္တတကိုးနှင့်ပြည့်စုံတော်မူ၍ပြစ်စုံပံအတိတ်အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင်ဖျားသခင်လို့တမန်ကျမ်းစာကအဲ့ဒီဖျားကိုဖော်ပြတယ် တော့အတိတ်ဘယ်ကဘာလဲလို့ပြောရင်ဒီဖယားဟာလူရဲ့သမိုင်းလူသမိုင်းစัจ java ရာသမိုင်းရင်ကျေးမှုရဲ့သမိုင်းတရှိရဲ့သမိုင်းဖြစ်ပေါ်လာပြီးမှသမိုင်းရဲ့နေရာတိတ်တကွေရောက်လာတဲ့အခါမှာမစ조사အထုတ်ပြီးတော့ဝိုးဆိုပြီးတော့ဖယားအဖြစ်ကိုရောက်ရှိသွားတဲ့ပုံကိုမျိုးလို့မဖော်ပြဘူးဒီတမိုင်းတွေဘာတမိုင်းမှမစတင်မီ လူသားတွေမရှိမီစัจ java ရာကြီးမတည်ရှိမီပါကလေးကမူလကနဦးကလေးကတည်ရှိနေသောပုံကိုဖြစ်တယ်ဆိုပြီးတော့ပေါ်ပြတာဖြစ်တယ်ပြီးရင်သူရဲ့ဖြစ်တည်မှုဆိုတာကလည်းစ조사အားထုတ်လိုက်တိုင်းလက်လန်းမိနိုင်တဲ့အရာမျိုးထုံးပေါက်ရောက်ရှိသွားနိုင်တဲ့ထုံးပေါက်အောင်မြင်သွားနိုင်တဲ့အဆင့်တစ်ခုမျိုးလို့တမာကျန်းစာကမပြောဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ရတမကျန်းစာကဘာဆက်ပြောတယ်လဲဆိုရင်ဖယားသခင်ကိုတဲ့ဘသူကမှမမြင်ဘူးပေမဲ့တဲ့ ယေရှုဟာဖယားသခင်ကိုထင်ရှားစေတယ်တဲ့အကြောင်းမူကားဖယားသခင်ဤဇာတိအဖြစ်တော်ဤပြည့်စုံခြင်းအပေါင်းသည်ယေရှုဖယား၌ကိုထင်ရှား၍ကျင်းဝတ်တော်မူ၏လို့တမန်ကျမ်းစာကဖော်ပြတယ်ဟောအတိတ်ဘယ်ကပါလဲဆိုရင်ယေရှုကဖယားဟာဘလို့ပုံကိုမျိုးလဲဘလို့တဘာဝရှိတယ်လဲဘလို့နှလုံးသားရှိတယ်လဲဘလို့သဘောမျိုးရှိတယ်လဲအဲဘလို့အစွမ်းမျိုးရှိတယ်လဲအာဆိုတဲ့ဥစ္စာတွေကိုယေရှုဖယားကဟိုအပြစ်အဝပေါ်လွင် ထင်ရှားစေတယ်လို့ပြောတယ် ဒါကြောင့်ပြည့်သက်တွဲခေါ်ပညာရှင်ဖြစ်တဲ့ရူဆိုကပါပြောခဲ့ဘူးတည်းဆိုရင်ဆိုကရတီရဲ့လောက်ဆောင်မှုတွေကိုကြည့်ပြီးသူ့ကိုအတွေးခေါ်ပညာရှင်လို့သတ်မှတ်ကြမယ်ဆိုရင်တဲ့ယေရှုရဲ့အသက်ရှင်ပုံနဲ့လောက်ဆောင်ခဲ့မှုတွေကိုကြည့်ပြီးသူ့ကိုဖျားလို့ကျွန်တော်သတ်မှတ်ရလိမ့်မယ်လို့ပြောတယ်။ယေရှုဟာဖျားဆိုတာကဘလို့ပုံကွင်ပုံစံမျိုးလဲဘလို့ပုံကူမျိုးလဲဘလို့သဘာဝမျိုးရှိလဲဘလို့သဘောထားမျိုးရှိတယ်လဲ။ ဆိုတဲ့အရာကိုအပြည့်ဝဆုံးပေါ်လွင်ထင်ရှားစေတဲ့ပုံကိုဖြစ်တယ်လို့ကိုနာကပြောတဲ့ဘာသာမဲ့ကြီးရူဆိုကအဲ့လိုမျိုးဖော်ပြခဲ့ပို့တယ်ဆိုတော့ကျွန်တော်ပါဘူးဖော်ပြခြင်းလေလို့ပြောရင်ဖျားဆိုတာကစူးစမ်းအားထုတ်ပြီးမှဖြစ်လာတဲ့အရာမျိုးမဟုတ်ဘူးမူလကနေဥက္ကရာရှိနေပြီးသားဖြစ်တယ်အဲ့ဒီဖျားရှိခြင်းအဲ့ဒီဖျားရဲ့ဖြစ်စဉ်အဲ့ဒီဖျားရဲ့ဂုံအင်ကဂုံတော်တွေတဘောတော်တွေတဘာဝတော်တွေအားလုံးကိုလည်းယေရှုဖျားမှာကျွန်တော်အထင်သာတွေ့မြင်နိုင်တယ်ဆိုတဲ့အရာလေးကိုဖော်ပြခြင်းတာဖြစ်ပါတယ်ဂျေဇုမြတ်တင်ပါ